ိုင်းနိုင်ငံကိုကမ္ဘာလုံးကျောင်းဆောင်ခီးသောနေရာတစ်ခုဖြစ်အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနဟာထိုင်းနိုင်ငံရဲ့ခီးသောသတိပေးချက်ကိုကမ္ဘာလုံးကျောင်းဆောင်အဆင့်ကိုမြင့်တင်ပေးလိုက်တာပါ။ဒါကြောင့်ထိုင်းနိုင်ငံဟာဂျပန်၊ဩစတြေးလျ၊ကနေဒါနဲ့စင်ကာပူနိုင်ငံတွေနဲ့တန်းတူကမ္ဘာထိပ်တန်းအလုံးကျောင်းဆောင်ခီးသောနိုင်ငံတစ်ခုဖြစ်လာပါတယ်။အဲ့ဒီကြေညာချက်မှာဘန်ကောက်၊ချင်မိုင်း ဖိုကန်းနဲ့ပတ်တရားလိုလူကြိုက်များတဲ့နေရာတွေကိုလုံခြုံမှုအဆင့်တစ်အဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒါပေမဲ့တောင်ပိုင်းကနေမြေမငိမ့်မသက်ဖြစ်နေတဲ့ပြည်နယ်လေးခုဖြစ်တဲ့ရလောင်းပတ္တနီနာရာဒီဝုနဲ့ဆုံကလာဒေသတွေကိုတော့သတိနဲ့သွာလာဖို့အကြံပြုထားတယ်လို့သိရပါတယ်။ထိုင်းခီသော လုပ်ငန်းဝန်ကြီးဆိုရာဝေါင်ကလည်းအဆင့်မြင့်တင်ပေးတဲ့အတွက်အမေရိကန်ကိုကျေးဇူးတင်ကြောင်းဆိုပါတယ်။ အမေရိကန်ရဲ့အခုလိုသတ်မှတ်ချက်ကြောင့်နိုင်ငံတကာခီးတော်တွေကြောင့်ယုံကြည်မှုပိုတိုစေမယ်လို့လည်းပြောကြားခဲ့ပါတယ်။ဒါအပြင် DSA မြင့်တင်မှုဟာထိုင်းနိုင်ငံရဲ့ခီးတော်ကဏ္ဍကိုပုံမအကျိုးပြုစေမှာဖြစ်ပြီးနိုင်ငံတော်ကဟိုတယ်တွေ၊စားသောက်ဆိုင်တွေနဲ့ဒေသခံစီးပွားရေးလုပ်ငန်းတွေအတွက်ဝင်ငွေတိုးစေလိမ့်မယ်လို့လည်းသူကပြောကြားခဲ့ပါတယ်။ထိုင်းခီးတော်ဝန်ကြီးဌာနကဒုတိယပြောရေးဆိုခွင့်ရှိသူစာစီကံကလည်းဒါဟာ ိုင်းနိုင်ငံကကမ္ဘာအဆင့်မီခီးသောအချက်အချာနေရာတစ်ခု ဖြစ်လာဖို့အဆင်သင့်ဖြစ်နေပြီဆိုတော့အတိပြုလိုက်တာပါပဲလို့မှတ်ချက်ပြုပြောကြားခဲ့ပါတယ်